်မှာ33တိုက်ခတ်ရေးစစ်ကြောင်းကြီးစစ်ကြောင်းစုဖွဲ့မှုတွေပျက်စီးပြီးတော့အကောင်50ကျော်ဒဘိတ်တွေတေးပြီးတော့ကြံတဲ့အကောင်တွေကခွေးပြေးပေါ်ပြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်စင်တွေဘယ်တင်းကောင်းကြီးတွေကိုကြောက်မိသားစုတွေအရင်ကြားကျင်တယ်လေးပေါ်ကနေပြီးတော့စောက်ထိုးကြမြေကြီးပေါ်ရောက်ဇက်ကျိုးတည်ဆုံးသွားတဲ့ လေပဲဟာရတာရှိလိုက်တာဗျာအပေါ်မှာမกินရလဲအောက်မှာတန်းပြီးတော့กินစားရုံပဲလက်လက်ဆက်ဆက်လေးဟုတ်ပြီနိုဘာ7ရက်နေ့ဒီကနေ့နေ့လယ်7:15နာရီမှာဂျီမောင်တန်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွန်ကိုအောင်နေတဲ့ ရှိနေတဲ့မော်ရမျိုးအခြေဆိုင်နောက်နောက်ပိုင်းစစ်ဌာနာချုပ်နာမခဝါလာမဘာနှစင်းပြန်တက်တယ်ဒဇင်းပြတ်ကြတယ်ကျွန်တော်ဖော်ပြနေကြជីပုံထမ်းဘူးတယ်ဆိုရင်ကျွန်တော်မိသားစုနေအဲ့ဒီတိုင်မှုကဘသူပါလဲဘလို့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ပြီးပြီလဲကျွန်တော်ရဲ့တည်င်ဟုတ်အရင်အစပိုင်းနေမှာကျွန်တော်ပြောဖော်ပြဘူးတယ်ကျွန်တော်မိသားစုနေကျွန်တော်ဒီကောင်လေးကိုဖမ်းမိတယ်အရှင်ဖမ်းမိဒီကောင်လေးကျွန်တော်တို့ ကျွန်တော်တို့ကလည်းဖတ်ထိတ်ရှိတာပဲအာအချို့ကဖတ်ထိတ်ဆိုလို့ဗျာကျွန်တော်တို့က group ချင်းတူရတယ်ဝါလေးပါလေးခုတ်ဟွာလေးပါလေးရှင်ပစ္စည်းလေးပါလေးတဲ့အာမဟုတ်ဘူးကြောင့်ပြည်သူကဝေးတပည့်ဝင်လူငယ်တွေမအားဘူးဗျာဆိုတော့အနန္တတွေမကောင်းဘူးဗျာကျွန်တော်တို့အိမ်သားတွေတန်ရှင်းလုပ်ဖို့အတွက်လူလူတွေဆိုတော့ကျွန်တော်တိုင်းမှုကြီးတွေကိုတီးတန့်ဖတ်ထိတ်လုတ်ခိုင်းတာအဲ့ဒါချီပုံထမ်းအိမ်သားတန်ရှင်းလုပ်ကြတယ် လာစစ်လို့မစင်ကြံနေသေးတယ်ဆိုရင်တော့ရှာနဲ့ပါရက်ကမယ်နော်ဒါတော့ချီးပုံထမ်းဘူးတဲ့တိုင်မှုဆိုရင်တော့ကျွန်တော်တို့တိုင်းရင်းသားတစ်ဖက်ဝင်နေနဲ့ကျွန်တော်တော်လန်တော့တစ်ဖက်ဝင်နေမှာဖန်စီခံဘူးတဲ့သူဖြစ်ပါတယ်ဆိုတော့ကျွန်တော်နေမီဒီမှာကျွန်တော်တို့ပြန်ပြီးတော့ပေါ့ဗျာဒီလှုပ်ပြလိုက်တဲ့အကြံပစစ်ခွေးတက်ကောက်နေ မင်း online ကမင်းတို့မသိမချင်းငါအတွက်ချပေးရမယ်မသိမချင်းမင်းတို့တိုက်ပေးရမယ်ဆိုတော့ရှေ့တန်းပြန်ထွက်အဲ့တော့ရှေ့တန်းမှာရောက်လာတဲ့မြင်းနိုင်ငံနဲ့ဘာကြောင့်လဲကျွန်တော်တို့တော်လာတဲ့တပ်ဖွဲ့ဝင်တွေမြင်တာနဲ့ဟာငါတကောင်းနေပါခဲ့ချီးဘုံကိုထမ်းခဲ့ပူတာကိုဗျာဟုတ်ပြီအော်တိုနော်အော်တိုဝင်းအော်တို loss ကျွန်တော်တို့ရင်ဆိုင်ထိတိုက်တွေ့ပြီဆိုတာနဲ့သူရဲ့စိတ်မှာကိုက အလိုလိုရှုံးနေနေတာဟုတ်ပြီမျောမင်းထွေချီဘုံထမ်းမှုရဲ့တိုင်းမှုဘုံမှုကြုတ်ကြီးကိုအောင်နေတဲ့မုံရမြို့ခြေဆိုင်နောက်မြောက်နိုင်စစ်ဌာနချုပ်နာမခပါမောရာ၂စင်းပြန်တက်တဲ့ဒဇင်းကတော့တက်ကြသွားတယ်ပေါ်မှာလိုက်ပါလာတဲ့အကျန်းဖတ်စစ်ခွေးတက်ကလေးပဲဟာမြေကြီးပေါ်မှာကြပြုတ်ကြဖုတ်စကြိုးတေဆုံး လက်မလေးလေးထောင်ပေးပါလို့ပြောရတာဖြစ်တယ်ဟုတ်ပြီတမ33ဘူဟာမူကြီးမွေင်းကားဖြစ်သွားတယ်လေဗျာစိတ်တော့မကောင်းဘူးမွေင်းကားတွေနေတိုင်းချက်နေရသူတို့ရဲ့နောက်တန်းမှာဒါကြောင့်တခါမနေ့ကတော့ကျွန်တော်ပြောပါသေးတယ်မွေင်းကားရေကြဲကြဲတွေချက်နေပါနဲ့ဗျာအများသူငါလည်းမရှိစင်းရဲသားတွေလည်းစားတော့လို့ရအောင်မွေင်းကားအပြစ်ပြစ်လေးပေါ့ဗျာအိုးပဲဦးလေးနဲ့အဲကျွန်တော်တို့ ငါပြောပင်လေးဗာလေးညာလေးထည့်ပြီးတော့ဗျာကောင်းမှုကျွေးပေါ့ဟုတ်ပြီဒီနေ့ကိုကျွန်တော်မပေါ်ပြခင်မှာစောချက်သူကိုးကွယ်တဲ့ဆရာသခင်တင်ထားတဲ့ကြားဖြန့်ခေါင်းဆောင်ကိုထိုင်းနိုင်ငံကနေပြီးတော့တရုတ်ကိုဒီကနေ့ပဲလွှဲပြောင်းပေးလိုက်ပါတယ်ကျွန်တော်ကဒီသတင်းနဲ့ပတ်သက်ပြီးတော့အခြားသောမီဒီယာတွေမှာဖော်ပြခဲ့ပြီးကြားမိသားစုဝင်လည်းကြားမှာပါဒါကိုပြောချင်တာမဟုတ် သူထားနိုင်ငံမှာဖန်ခံနေရတဲ့အချိန်မှာ BGF dash KNA စောချစ်သူဥဆောင်ပြီးတော့ကျမ်းမာပါစေကြောင်းချမ်းသာပါစေကြောင်းလွတ်မြောက်ပါစေကြောင်းဆိုပြီးတော့သူတို့တွေစုတောင်းပွဲကိုခန်းခန်းနာနာလုပ်ခဲ့သေးတာဒါလေးကိုပြောချင်တာကျွန်တော်ရဲ့မိသားစုဝင်တွေမိနေမှာစိုးလို့ကြားပြန့်ခေါင်းဆောင်လူလိန်ရာဇွတ်သားကို ်ဆူတောင်းပွဲအကြီးအကျယ်လုပ်ပြီးတော့သူတို့တွေကဟုတ်ပြီသူကိုးပွဲတဲ့သူနော်သူ့ရဲ့ဆရာသခင်နော်သူ့ရဲ့ခေါင်းကိုင်နော်အခုလက်ရှိရွှေကုတ်ကိုကိုတီထောင်ခဲ့တဲ့သူနော်အခုတကယ်ကိုလွှဲပြီးခံလိုက်ရပြီဟုတ်ပြီတစ်ဆက်တည်းမှာပဲမိကုန်းတွေထွက်နေတယ်အဲ့ဒါကတော့စောချစ်သူဟာပယ်ဆောက်ချိန်လိုမျိုးကြုံတွေ့နိုင်ရမလားတဲ့ ဆော့ဆော့ကျွန်တော်ဒီမိကုန်းနေကိုကျွန်တော်ကြားတော့ဗောနော် ဟာမိကုန်းရင်ကောင်းတာပဲပဲဆောက်ချိန်မင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုကန့်ဒေတာဘက်မှာကြားဖက်လုပ်ငန်းတွေအကြီးအကျယ်ပြီးတော့ရာဇဝတ်လုပ်ငန်းတွေကိုအကြီးအကျယ်လုပ်ခဲ့တဲ့ gain star လို့လို့ပါလို့လို့ဒါမင်းအွန်လိုင်းကိုယ်တိုင်မှာယာရုကြီးကြီးပေးထားတဲ့ကောင်ဆိုတော့အခုတယောက်ကတေတံပေးပြီးသူတယောက်တည်းမဟုတ်ဘူးနော်သူသူနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကိုတေတံပေးပြစ်တာအခု BGF ဆော့ချစ်သူသူကိုးကွယ်တဲ့သူယုံကြည်ရတဲ့သူလေးစားရတဲ့ချီကိုကိုကြီးကိုတီထောင်ခဲ့သူကေပကြီးကိုတီထောင်ခဲ့သူကအခုထိုင်းအစိုးရကနေပြီးတော့တရုတ်အစိုးရကိုလွှဲပေးလိုက်တဲ့အခါမှာဘီဂျက်ကောင်းဆောင်ဆော့ချစ်သူကပယ်ဆောက်ချိန်လူကြုံတွေ့ရတော့မလားဆိုတဲ့မိကုန်းနေထွက်လာတာဖြစ်ပါတယ်ဆိုတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုကိုကြည့်နေကျွန်တော်မိသားစုဝင်တွေပို့ပြီးတော့သိမှာပါအခုတော်လန်တော့ကျွန်တော်ရဲ့မိသားစုဝင်တွေအယံကိုပါနေတဲ့အယံကိုကျွမ်းကျင်တယ် ်နိုင်ငံရေးစီးပွားရေးတော်လှန်ရေးအကုန်လုံးကိုကျွန်တော်မိသားစုဝင်တွေတည်ပြီးသားပါအဖေကကျွန်တော်မိသားစုဝင်တွေမှာပါရှိပါပါဟုတ်ပြီနောက်တစ်ခုကစစ်တပ်မျိုးတော်လို့နာမည်ကြီးတဲ့ပြင်ဦးလွင်မှာမြို့လေကောင်ကြီးမှာဗျာရွှေဆိုင်ဓမြတိုက်ခံလိုက်ရအဲ့ဒီဗီဒီယိုကိုကျွန်တော် ဖော်ပြခြင်းနေဗျာကျွန်တော်ရဲ့ Telegram လက်တော်အဆင်မပြေသေးလို့ဒါပေမဲ့မနေ့ကကြာရင်တော့ကျွန်တော် channel တစ်ခုထပ်ပြီးတော့လုတ်လိုက်ပြီဗျာအရင် channel ကလည်းကျွန်တော်ရဲ့ original channel ပဲအဲကျွန်တော် ownership ကတော့ဖြစ်သွားတာเนาะကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့ကျွန်တော်တို့ channel လေးတစ်ခုထပ်ဖွင့်မယ်ကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်အရင်လိုပဲစကားတွေပြောမယ်ဆွေးနွေးကြမယ်ပြီးကကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်တရားဝင်အကြောင်းကြားပေးမယ်ဘာလို့ဆိုတော့ကျွန်တော် video တွေကျွန်တော်ပြစရာတွေအများကြီးဖြစ်နေပြီဆိုတော့အဲ့ဒီမှာလည်းပဲမြို့လေကောင်စစ်တပ်အဓိကကြီးစိုးတဲ့နေရာပြုံးလေလေဗျာ ဆိုတော့ဒီလိုမျိုးလေကောင်မှာအခုအချမ်းပစစ်ခွေးတက်ကမိသားစုဝင်တွေပဲစီးပွားရေးတွေအဲ့ဒီမှာအများဆုံးလုပ်ကြတာမိသားစုဝင်မဟုတ်ရင်တောင်မှပတ်သက်သူတွေအကုန်လုံးဆိုသူရဲ့စီးပွားရေးနဲ့သူတို့ရဲ့လူနေမှုတောင်မှမလုံခြုံတော့တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။နေကင်းကြောင်တောင်ကြီးရွှေစံကိုညများတိုက်တယ်။ပြီးတော့ဒါဆိုင်ဝင်တန်းလို့ဆိုတဲ့သူကိုတနက်နေ့ပစ်ခတ်လိုက်တယ်။ပြီးတော့ကျွန်တော်ရုပ်တံဗီဒီယိုပြဆိုင်တွင်းရုပ်တံဗီဒီယိုနဲ့ဆိုင်ပြင်းရုပ်တံဗီဒီယိုဆိုင်ပြင်းမှာလည်းပဲ ဒါမောင်းပြေးဖို့ကြိုးစားနေတဲ့သူတွေကိုပဲကျွန်တော်တို့ရက်သားပြည်သူတွေကပဲဝိုင်းပြီးတော့ဖမ်းလိုက်ရတယ်ဆိုတော့ပြီးရင်တော့လာမှာပဲလေသူတို့ကအေးအင်းတို့ကိုပြည်သူရဲတွေဝိုင်းထားတယ်ပါညာဆိုပြီးရုပ်ရှင်ဇလန်းတိုင်းပေါ့ဗျာဟုတ်ပြီဒါကတော့လက်ရှိအချိန်မှာအာစစ်တပ်ကြီးစိုးပါလေဆိုတော့မြို့တော်မှာရှိနေတယ်ဇီဝရေးလူမှုရေး ဘာတစ်ခုမှမလုံခြုံတော့ဘူးချိုးကျိုးဖောက်ခံနေရပြီဆိုတဲ့အကြောင်းတွေကိုလည်းဖော်ပြခြင်းနဲ့နောက်တစ်ခုကအဲ့ဒီမြို့မှာကျွန်တော်တို့ပေါ့နော်ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဖမ်းခံရတဲ့သူပေါ့နော်ပြီးတော့ကျွန်တော်တို့လွတ်မြောက်သွားတဲ့သူပေါ့အဲဒါမှဟိုဒီနှစ်ယောက်မှာတယောက်ကတော့ကျွန်တော်တို့ဖမ်းဆီးရမိထားတယ်လို့ကြားထားရတယ်လွတ်မြောက်သွားတဲ့သူကမြူးကြီးလို့ကျွန်တော်သိရှိထားရတယ်မန္တလေးမြရည်နန္နာရက်ကွက်မှာနေထိုင်တယ်လို့သိရပါတယ်ဆိုတော့မန္တလေးပြင်ဦးလိမ် ကျွန်တော်မိသားစုနေအဲ့ဒီမှာဘသူနေထိုင်ကြရလဲသိရနော်ကျွန်တော်မိသားသိရနော်ဆိုတော့သူတို့လက်ထဲကိုပစ္စတိုဘလို့ရောက်လာတာလေကျွန်တော်မိသားစုနေသိရနော်သိရနော်ဒီကောင်လေးတော်တော်ရဲတယ်နော်ကျွန်တော်မိသားစုနေအရှင်ဖမ်းမိတဲ့ကောင်ရဲ့သဘင်ပုံစံကိုကြည့်ပြီးသွားပြီလားမသိဘူးကျွန်တော်မိသားစုနေဒီလိုပဲကျွန်တော်လိုပဲကျွန်တော်တို့ကတော့ရဲဘော်ကေပေါ့ဗျာဒီကောင်လေးကတော့စစ်ခွေးကေပုံကိုကြည့်ရဲမှရဲ ါလဲကျွန်တော်မိသားစုဝင်တွေမှာအဖြေရှိမှာပါဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြခြင်းတဲ့အကြောင်းအရာကြီးလာပါပြီဗျာအားလုံးလက်မလေးတွေထောက်မေးထားကြပါဘူဟာမူမင်္ဂဖြစ်သွားတဲ့အညာသားကြီးတွေရဲ့ဖုတ်ချက်ကတော့ရှယ်ပလန်နဲ့လန်ထွက်နေရောဗျာအညာသားတွေကိုဒီကောင်နေအရန်ရှော့တက်တာဒါအကင်းမရှိသေးဘူးဒီကောင်နေခံရအောင်ဒီချက်များသာခံရအောင် ဒီကောင်းနေအညာမျိုးကိုလာတဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတဲ့ပါမော်တာတွေတုံးတဲ့နည်းနည်းချီတွေပြတ်တဲ့ရွာတွေကိုမီးရှို့တဲ့ရတပီသူတွေကိုအရှင်လက်လက်တပ်ဖြတ်တယ်အကျောက်တရားတွင်းနဲ့ရက်ဆက်ကန်းကုန်အညာသားတွေခံရတာအညာသားတွေအတိဆုံးအညာသားတွေရဲ့မြေမှာကျတဲ့တွင်းခုချိန်ထိမချောက်သေးဘူးအညာမြေဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ် အခုညမြေမှာတမ33ရဲ့ viewer မူကြီးငဲပြီးရောက်သွားတယ်ဆိုတော့ဟာပြောကောင်းလိုက်တာကျွန်တော်ရဲ့မိသားစုဝင်နေရတညကတော့ကျွန်တော်ကိုနိုင်လဲ share plan နဲ့အိတ်အားလုံးပြည့်စုံတယ်လို့ပြောလို့ရတယ်အားရကျင်းနေဆရာကောင်းတာကဒီကောင်တကောင်နဲ့ငဲပြီးရောက်သွားတာမဟုတ်ဘူးဗျာဒီကောင်ဥဆောင်လာတဲ့စတောင်းတစ်ခုလုံးပြတ်သွားတာအဲ့ဒီမှာပါလာအချမ်းပတ်စခွေးတဲ့အကောင်50ကျော်လုံးတစ်ချက်သေးနဲ့အကုန်ဘွားကူး ကျော်ပြောရတိုင်းမဲ့မက်စီတော်ပင်ကိုက်ဘူးကိုတွင်းကိုတူးချောက်ထိုးစင်းဒါပေမဲ့သူတို့လဲတော့တိမ်မာကြောက်တဲ့ကောင်တွေခွပြီးဝက်ပြီးပြင်းနေကြတာဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်အသေးစိတ်လေးနည်းနည်းလေးဖော်ပြပေးခြင်းနေဗျအင်းအားတရားကျော်ပါတဲ့တမ33တိုက်ခိုက်ရေးစစ်ကြောင်းကြီးစစ်ကြောင်းစုဖွဲ့မှုတွေပျက်စီးပြီးတော့အကောင်90ကျော် the break တွေတေးပြီးတော့ကြံတဲ့ကောင်တွေကခွေးပြေးပေါ်ပြီးပြေးစစ်တုံးမှန်းအရှင်တွေထုံးစံတိုင်းပေါ့ဗျာနည်းနည်းငယ်လေးနဲ့15ဟောအရှင်ဖမ်းမိထားပါတယ်တိုင်းရကြားတယ်ကွာလုတ်ဆက်ရှိတာမြင်မြင်လုတ်လိုက်တော့ဟုတ်ပြီကျွန်တော်တို့ပြောနေပါလဲလက်နှက်နှက်လူလို့တနှက်လူပြီးထွက်ပြေးအေးပါကွာ ဟုတ်ပြီစကိုင်းတိုင်းကံလူမျိုးနဲ့ခင်ဦးဘက်ကိုစကြောင်းထိုးလာကျွန်တော်ပြည်သူကဝေးတက်ဖွဲ့ဝင်တွေကိုအပီပင်ကျုံးမယ်ပေါ့ဗျာကျွန်တော်ညာသားတက်ဖွဲ့ဝင်တွေကိုဒါသူတို့ချိန်မုတ်တိုက်ခိုက်မယ်ဆိုပြီးတော့အားကြီးနဲ့ကြီးတက်လာတာကျွန်တော်ညာသားတွေခံရတာတွေရှိတယ်ဗျာအချို့ဆိုကာကင်စကန်တွေမှာကျွန်တော်ဖော်ပြခဲ့ပူတယ်ကာကင်စကန်လေးဆိုတာဘာမှမဟုတ်ဗျာယာယီစကန်ပေါ့နော်ကျွန်တော် အဲ့ဒီကာကင်းယာယီစကန်လေးတွေကျွန်တော်စီးနင်းခံရလားရှိတယ်ကျွန်တော်ရဲဘော်တွေအသက်ပေးခံရလားရှိတယ်ဒီအပိုင်းတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော်ဖော်ပြဘူးလေဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေကိုကြည့်နေတယ်ကျွန်တော်မိသားစုဝင်တွေဆိုတရင်လိုမျိုးချားရတာမဟုတ်ပဲနဲ့ကျွန်တော်တို့မိသားစုဝင်အချင်းချင်းပြော့ပြနေတာဆွေးနွေးနေတာဖော်ပြနေတဲ့ပုံစံမျိုးပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ခံတာကျွန်တော်သိတယ်အညာသားတွေခံရတာအညာသားတွေပို့ပြီးနာကျင်တယ် အခုစကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတဲ့တပ်မ30 30ကြောင်းကြီးကိုစုပွဲမှုလုံးဝကိုပြတ်သွားအောင်ပြီးတော့စကြောင်းမှုအပါအဝင်စစ်ကွင်းအကောင်50ကျော်ကိုတန်းပြီးတော့တုတ်တင်ရှင်းလင်းလိုက်တဲ့ပွဲစစ်တုံးပန်း15အကောင်ကိုအရှင်ဖမ်းမိထားတဲ့မျက်နှာငယ်လေးတွေနဲ့ကုန်းကျွေးပါဆရာတို့ရေရေလေးတိုက်ပါအောင်ဆရာတို့ရေစလိတ်လေးတောက်ချင်လို့ပါဆိုတော့ အတန်တွေနဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေကိုဆရာဆရာဆရာခေါ်နေတဲ့កောင်တွေကိုအရှင်ဖမ်းမိထားတယ်ကျွန်မမိသားစုဝင်တွေကျွန်တော်တို့ဘာလို့သိလဲဆရာကျွန်တော်တို့ဘာမှမသိအောင်ကျွန်တော်တို့ကပါစာတွေပြည်သူစစ်တွေပါကျွန်တော်ကအဖေအမေကိုလှုပ်ကြေးနေတာကျွန်တော်အလုပ်သွားရင်းနဲ့ပေါ်တာဆွဲခံရတာကျွန်တော်တငယ်ချင်းတွေနဲ့ အပြင်မှာလက်ဖိတောက်ပြီးတော့အင်ကိုပြန်လာတာကျွန်တော်တို့ပေါ်တာဆွဲခံရတာကျွန်တော်တို့မှာမိသားစုနဲ့ပါကျွန်တော်တို့မှာအဖေအမေလှုပ်ကျွေးနေတဲ့လူတွေမှာလေးတွေပါကျွန်တော်တို့ကိုတနာပါဟာအတန်နေစောင်းနေရောဗျာရွာစဉ်ဖတ်တရားပြီးတရားမီးရှို့မင်းကလေးတွေ့ရင်အဖွားအိုပါမချမ်းမရင်းကျင့်တက်ဖြတ်အရှင်လက်လက်မီးရှို့တက်ဖြတ်တဲ့ကောင်းလေး ဒီကောင်လေးလှုပ်နေတဲ့အချိန်မှာဒီလိုပုံစံမဟုတ်ဘူးသူကျွန်တော်တို့စီမိလာပြီဆိုရင်အာဆရာကျွန်တော်တို့ကဘလို့ပါဆိုတော့ဘာလို့တင့်လဲဆိုတော့ကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါဟုတ်ပြီနည်းနည်းခရင်ရရှိတဲ့ပိုင်းလေးကိုလည်းနည်းနည်းဖော်ပြမယ် M1 နှစ်လက် M3 နှစ်လက် M4 တလက် G3 ခုနှစ်လက် M6 တလက် MAM တလက်ကာပိုင်ငါးလက် sliver တလက်ကျွန်တော်တို့ drone ဒဇင်ဂျမ်ဘာအကြီးတလက် power station တလုံး laptop တလုံး forty မမဘုံတလုံးနဲ့ ina က၃လုံးလို့သိစီရမိခဲ့ကြောင်းသိရှိရတယ်ပြန်ကျဲနေတဲ့ကျွန်တော်တိုက်ခိုက်ချိန်မုံထားတဲ့အခြေအနေမှာလက်ရှိချိန်မှာလည်းကျွန်တော်တို့လိုက်လံရှာဖွေဖန်စီသိသိနေစေပဲရှိပါသေးတယ်ဒါကလည်း breaking new เนาะကျွန်တော်ရဲ့မိသားစုနဲ့ upgrade လို့ပြောလို့ရပါတယ်ဟုတ်ပြီစကြောင်းဟူး တမ33ပြူဟာမှုကြီးငရေပြီကိုဘသူကိုမှနှုတ်ဆက်ဖဲနဲ့ဆင်းသွားတဲ့အခါမှာအချို့တဝက်စခွေးတွေကအရှင်ကြံခဲ့ပြီးတော့ငစနူကောင်တွေအပြေးမြန်တဲ့ကောင်တွေကတော့ဝတ်တိုးခွေးအထိုင်တက်စကန်တွေကို ပြန်ဝင်သွားတယ်လို့တော့ကျွန်တော်တို့သတင်းရရှိထားတယ်နမခါကတက်လာတဲ့ ဂျာယိုကော့ပလာ3ဆင်းဟာခင်ဦးကမ်ရူနေဇက်2ချိန်မှ၄ချောင်းတက်ခိုက်ပြီးတော့ပြန်ခောက်သွားတယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်နေထိခိုက်မရှိဘူးလို့တော့သိရှိထားရပါတယ်အဲ့ဒီပရမိုတာနမခကတတ်လာတာကျွန်တော်အရှိမပြောခဲ့တယ်တကောင်းဒဇင်းကပြက်ကြပြီးတော့ဟာအရေးပေါ်အရေးပေါ် emergency emergency ပြီးပေါ်ပြီးပေါ်ပြီးပေါ်ဟိုမှာလဲဘီယာမူကတင်းနေပြီးကျောင်းတကောင်းလုံးကလည်းပဲ ခွေးမီးဖုတ်ခန်းနေရပြီလောက်ကြောက်ပါအောင်ကဲပါအောင်တည့်တဲ့အတိုင်းပဲကျွန်တော်မိသားစုနေတကယ်တမ်းသူရင်ကိုရင် face to face ဗတယ်လဲဆိုင်ရင်ဒီကောင်လေးစစ်ကူတောင်းတာကလေချောင်းပစ်ကူကျွန်တော်မိသားစုနေအနေငယ်စဉ်းစားကြည့်ကျွန်တော်တို့လေချောင်းပစ်ကူတောင်းစရာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာမရှိဘူး ီကောင်လေးကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတန်ကြားပြီးကျွန်တော်တို့ဘက်ကဘမ်းမန်ဘမ်းဘမ်းဆိုလို့ပေါက်လိုက်ပြီးဆိုတာနဲ့စပောက်လေကြောင်းပြက်ကူတောင်းဒါပဲသူတို့လုပ်တာအဲ့ဒါကိုသူတို့ကိုသူတို့ဘဝကြက်ကလော်ဘီတွေပေါ့ဗျာပြီးတော့စစ်ဘော့စပက်ရှယ်ပလန်နဲ့မလိုက်ရက်လိုက်ငုံလိုက်လုံနေတဲ့ကောင်တွေဩတတိပြတိရှိတယ်အပါညာပြောနေတော့ကျွန်တော်အံ့ဩတယ် အဲ့ဒီနှစ်ချက်အဲ့ဒီနှစ်ချက်ပြကြည့်ကျွန်တော်တို့တိုက်ပွဲမှာဗလဲတွေ့တယ်ဆိုရင်ကျွန်တော်တို့ကစစ်ခွင်းပြီးဖို့ဖို့အတွက်ဆုံးဖြတ်ပြီးသားသူတို့ကကျွန်တော်တို့ပြစ်ပြီးဆိုတာ ਨੇ ၄ချောင်းပြစ်ကူကိုစာတောင်းတော့တာပဲဟုတ်ပြီအဲ့ဒီတက်ခိုက်မှုတွင်မှာကျွန်တော်တို့ကန်ခုခင်ပကပါကာဘိုတိုက်နေပကပါကြောက်တိုင်ပကပါ ရေဦးမြို့နယ်လက်ယုံတက်ပကပားခင်ဦးပကပားနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF ပကပားစုဖွဲ့မှုတခွဲတွေအပါအဝင်ညာသားကြီးတွေ special plan နဲ့မိဖုတ်လိုက်တာဖြစ်ပါတယ်။စကိုင်းတိုင်းပြည်သူ့ကော်မတီတပ်ဖွဲ့ပကပားရဲ့ကနေဦးတိုက်ပွဲတရင်ထုတ်ပြန်ချက်တွေမှာလေကမ္ဘူခန်ရှူဝခိုင်မှာစကြောင်းထိုးပြီးတော့အဲဒီမှာလောက်ရက်တွေကိုလှုပ်ဆောင်နေတဲ့ဒါအဲဒီမှာဖက်စစ်ခွစ်တက်ကစကြောင်းတွေကို ကမ္ဘူကိုင်ပကပထူးလှူရှားရေးတဲရေဥပိုင်ပကပတွေဒူဝွန်အဖွဲ့တွေရှူဖို့ခန့်အမှတ်သုံးတပ်ဖွဲ့တွေခင်ဦးအမှတ်25တက်ရင်30နဲ့တော်ရင်ရစွေဂျမ်ပတ်ခိုင်းလဲတဲ့အချိန်မှာဂျမ်ဖက်စစ်ခွေးတက်ရဲ့တမ33ဘူဟာမူကြီးငရေပီကိုရောက်သွားတဲ့အကြောင်းဖော်ပြထားတာဖြစ်ပါတယ်။လမအကြီးကြီးတွေဖောင်ပေးခဲ့ပါလို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါက စကြောင်းတစ်ချောင်းတော့နောက်ထပ် share plan နဲ့အတကုံတီးလိုက်တဲ့ဖြစ်စဉ်လေးလည်းဖော်ပြခြင်းနဲ့ဗျစကြောင်းတစ်ချောင်းလုံးပေါ်မကူရေမရှူစတန်းပေါ်မကူရေမရှူစတန်းဆိုတော့ပါမန်ကြားမန်တူရင်ကိုရင်မလားကွာမလားကွာတိုက်တာလားစဉ်းစားစရာတော့ရှိတယ်မဟုတ်ပါဘူး စတောင်းတကြောလုံးနဲ့ပေါ်ရမကူရေမရှိဘူးစတန်းအလံဖြူတောင်းလည်းနဲ့ချလိုက်ပါတယ်။အာကတက်တော့အေးရထုတ်ပြန်ကျင်ညာချက်ဇပုန်လေးကိုညီတော်ဆိုရင်ကျွန်တော်တယ်ဂရမ်မှာဖော်ပြနေကြဗျာတရားပါကျွန်တော်မိသားကျွန်တော်ခွင့်လို့ပေးပါနားလည်းပေးပါတောင်းမဲ့ပါတယ်ကျွန်တော်တယ်လီဂရမ်အဲအဲဒါလေးဖြစ်သွားလို့ဗောနော်မဟုတ်ရင်တော့တယ်လီဂရမ်မှာကျွန်တော်တို့အရင်လိုပေါ့ဗျာကွန်မန့်တွေရေးပြီးတော့ကျွန်တော်တို့ဝါဟာဟာလုပ်နေကြပါဟုတ်ပြီဆိုတော့ ဲ့ဒီသတင်းကိုမပြောမပြောချင်ပါကျွန်တော်ပြောချင်တာကအရကတက်ပေါ်အေးရသတင်းတွေထုတ်ပြန်လိုက်တဲ့အချိန်မှာဓာတ်ပုံတွေတွေ့လိုက်ပါအာကောင်းကောင်းမွန်မွန်ပဲမသိရင်မိုးချိုးပြီးတော့မှဓာတ်ပုံရိုက်တယ်လို့မျိုးပဲဒါပေမဲ့စစ်မြေပြင်မှာအရကတက်တော့အေးအရှင်ဖမ်းမိတယ်ဆိုရင်ဘယ်လိုလုပ်လဲသိလားကျောင်းမိသားစုသိကြလားကျွန်တော်တချင်းလေးနည်းနည်းဆိုပြမယ်ကျွန်တော်ကအတန်မကောင်းဘူးပြကျွန်တော်ကဂီတစဆိုဘောနော်ဂီတကိုစလို့ဆိုရဲဆိုပြီးအချို့ကျွန်တော်တော့ပြောကြတယ် ခွေးကလေးကိုကြိုးနဲ့ဆွဲကခေါ်သွားမလားအရကတတအေးကလက်ပြန်ကျူတုပ်ပြီးတန်းစီပြီးအကုန်မမင်းလိုက်နိုင်လားမလိုက်နိုင်ဘူးလားမလိုက်နိုင်လဲလို့နေခဲ့လို့ရတယ်နော်ကိုတွင်းတော့ကိုတူးပေါ့ဗျာဟုတ်ပြီဒါကြောင့် ကူရေမရှိဘူးစတန်လမ်းဘီပြောင်းလက်နဲ့ချလိုက်ကြတယ်အကျန်းဖက်စစ်ခွေးတက်ရဲ့ standard army ချင်းကြားတက်ကြီးအကြောင်းဒါပေမဲ့မှာဖန်စီရမိခဲ့တဲ့စစ်တုံးဘန်းတွေရဲ့မျက်နှာကိုလည်းပဲကျွန်တော်မိသားစုတွေနေကြည့်ပြကျွန်တော်အရှိမပြောဦးစားကျွန်တော်ဖမ်းမိဟာကျွန်တော်တို့ကပါစာပါမသိပါဘူးကျွန်တော်ဖမ်းမိထားတဲ့စစ်တုံးဘန်းထဲမှာဆိုရင်အသက်16နှစ်တောင်မပြည့်သေးတဲ့ခြေသိပ်တွေပါတယ်။အိုးကိုဘွားကို ကိုလန်းကိုရွေးကြတယ်အခုတော့ပြည်သူရဲ့မေတ္တာစူးနေပြီပြီးတော့သူတို့ဘက်ကအာသူတို့စစ်နိုင်နေတာသူတို့တွေတော့ဟောအခုရေကောက်ပွဲကြီးကလည်းမချခင်ကျင်းပအောင်မြင်တော့မှာအဲ့တော့ရေကောက်ပွဲကျင်းပပြီးသွားပြီငါတို့ရဲ့အစိုးရကြီးကဘလိုမျိုးကဘာကြီးကအတိမပြုတ်ပြီးတော့ဘလိုမျိုးတရားဝင်ဖြစ်လာမယ်ဆိုတော့ဒီအကြမ်းဖက်တွေငါတို့ဘလိုနှိမ်နေမယ်ငါတို့လက်ရှိချိန်မှာလည်းပဲစစ်နိုင်နေပြီမင်းတို့တိုက်မင်းတို့တိုက် ရှေ့ရောက်ကုန်သေးတာပဲကျွန်တော်ပြောတာမှားလားကျွန်တော်မိသားစုမှားရင်ဝင်ညင်းလို့ရတယ်ကျွန်တော်မိသားစုဒါအာရခတ်တတော်အေးရထုတ်ပြန်ကြီးညာထားတာပြဓပုံနဲ့တကွာမကြခင်မှာအင်တာဗျူးတွေလာအောင်မယ်နော်ကျွန်တော်မိသားစုဝင်တွေဟုတ်ပြီပြည်ထဲမှာရှိနေကျွန်တော်မိသားစုဝင်တွေကျွန်တော်ဗီဒီယိုကြည့်နေသူတို့တော်စိတ်စိတ်မရှိခြင်းစရာပေါ့နော်အင်တာနက်လိုင်းတွေကြနေတယ်ကိုရှာရဲတဲ့အဝိုင်းကြီးကလဲနေတာဟုတ်ကဲ့ပါဒီကောင်နေရှိနေသေးရပါကျွန်တော်တို့တနိုင်ငံလုံးဘွတ်လည်နေပါပဲကျွန်တော်ရင်မိသားစုဝင်နေဟုတ်ပြီ နည်းနည်းချဖန်းစီရမိတဲ့သူ90နဲ့တယောက်ဟာလာစရင်မရှိသေးရယ်နော်စရင်မရှိသေးဒါဟာအရှင်နော်အချို့အစင်မပြေတာတွေအများကြီးလမ်းပေါ်မှာကြိုင်ခဲ့တာတွေအများကြီးရှိတယ်ကြောင်းပြီးသားစုတွေသဘောပေါက်မှာပါဆိုတော့ကပ္ပစာ16နဲ့လီယာတောင်အနီး 30ဦးနေရီကံမှာ2ဦး ARV တိုင်းထဲမှာ40ဦးရှိတယ်လို့အားကတက်တော့အေးရထုတ်ပြန်ခြင်းညာဟာ ARV သားတွေရေခုံသွားပြီနော်ကျွန်တော်ပြောပြသားတို့တွေကျွန်တော်တို့မန္တလေးကိုဖိခြင်းတယ်မန္တလေးကိုဖိရင်ကျွန်တော်တို့ရန်ကုန်ပဲခူး ARV ရကြွမှာလို့ကျွန်တော်ပြောပြသားကျွန်တော်မိသားဆိုရင်လက်နဲ့ခဲရင်ကျွန်တော်တို့အစင်သိမ့်မယ်အော်ဘောကောင်းတယ်နော် ဟုတ်ပြီအခါတည်းရန်ကြရင်ပြသူတို့ကစစ်နိုင်နေတယ်သူတို့တွေအောင်မြင်နေတယ်သူတို့တွေလက်ရှိတိုက်ပွဲတိုင်းမှာအောင်မြင်နေတယ်ဘာညာဆိုတော့သူတို့ဘက်ကလော်ပြီးတယ်អော်လာလဲကောင်းတယ်ဗျကျွန်တော်တို့တက်ပြင်ဆင်ရရတယ်ကျွန်တော်တို့တက်အေးစစ်စစ်တုတ်လို့ရတယ်ဗျအခုအဲ့ဒီအခြေအနေလေးတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်အခါတက်တော့အေးတမလည်းနဲ့ချက်သူတွေပါဝင်ဖန်စီခံရတဲ့သူတွေ82ဦးဘကိုတိုင်းပတ်ကဆာ16နဲ့လေးသားတောင်မှရှိတဲ့ကောင်တွေနဲ့ပြီးတော့ ARD တောင်ပေါင်းနဲ့၄မျက်နှာမြို့နယ်မှာအကောင်40အဲ့တော့အကောင်100နီးပါးတရင်မှာဖော်ပြထားတယ် မြင်လို့မရဘူးเนาะကျွန်တော်ရဲ့မိသားစုဝင်တွေ ULA A ကထုတ်ပြန်ကြေညာတာဟုတ်ပြီအဲ့ဒီထုတ်ပြန်ကြေညာချက်တွေကိုကျွန်တော်နည်းနည်းလေးအသေးစိတ်ဖော်ပြမယ်ကျွန်တော်မိသားစုစိတ်ရှည်ပေးပါဆိုတော့အတူရဲ့နေဇော်ဒီမှာဆိုရင်2025ခုနှစ်နိုဝင်ဘာ8 9 10ရက်နေ့တွေမှာပကစား16အနီးတိုက်ပွဲတွေမှာဂျမ်ဖက်စ်ခွေးတက်ကစကကတစ်လောက်ခံ ခမရ36တင်းနဲ့ခမရ363တင်းကအလံဖြူထောင်တက်ပြေးလက်ရဖန်းစီရမိသူစုစုပေါင်း16ဦးတက်ပြေးတော့ပါသေးရနော်မကောင်းတဲ့လို့ထည့်ထားတာထင်ပါတယ်ဒါအပြင်အခြားသောစစ်မြေပြင်တစ်ခုမှာဆိုဘကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးကျေးရွာရှေ့ဘက်မီတာ2500กว่าမှာရှိတယ်လေသာတောင်ပဝင်းကျင်အနီးတိုက်ပွဲအထွန်းမှာ2025ခုနှစ်နိုဝင်ဘာ10ရက်9ရက်တွင်မှာဂျန်ဖက်စစ်ခွေးတက်ကောင်လေး ကစကခတစ်ဆက်လက်အောက်ခံခမရ368တရင်တစ်ခုတည်းမှာလမ်းပြူထောင်တက်ပြေးဖန်စီရမိတဲ့သူစုစုပေါင်း10ဦးနောက်တစ်ဆက်ကနိုဝင်ဘာ9ရက်နေ့ဘိုးတိုင်းပထောင်းကမစာ16ရက်နေ့မှာရင်ဆိုင်တိုက်ပွဲအတွင်းမှာပဲဂျမ်ဖက်စစ်ခွေးတက်ကခမရ363တရင်ကဂျမ်ဖက်စစ်ခွေးတက်အကောင်၄ကောင်လက်ရဖန်စီအရှင်မိတယ်ဗောဗျာ အလားတူ2025ခုနှစ်နိုဝင်ဘာ8ရက်နေ့နက်9:35မိနစ်အချိန်မှာနေ့အကံဗျူဟာဂုံးကနေပြီးတော့ဂစင်ကလေးဟဟိုလိုလိုဒီလိုလိုဟိုပြေးတီပြေးလုံနေတဲ့ကောင်တွေအမှတ်ကိုစစ်မြေပြင်စေးတက်ရင်ခိုလံအခြေဆိုင်တက်မှာကိုပိုင်အမှတ်ပစ12536ဒူးတက်ချက်မျိုးမင်းထောင်းအကတက်တော်အေထံလင်းဝင်ရောက် လာတာဖြစ်တယ်လို့လည်းထည့်သွင်းဖော်ပြချက်မှာတွေ့ရပါတယ်။နောက်25အောက်တိုဘာ3နိုဝင်ဘာ9ရက်နေ့ဒီမှာတာဝီအာဝီတာပေါင်းမြို့နယ်တာပေါင်းကျေးပါလေးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလက်ကြီးရအနိပဝင်းချင်းမှာပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာဂျမ်ဖက်စစ်ခွေးတက်ကကောင်တွေကအရခတ်တက်တော့အေအေနဲ့ပွားတက်ဖွဲ့ဝင်နေဟိတ်ဆိုတာနဲ့ ပွားမကူရေမရှူစတန်းလှဲ့ပြေးရင်းနဲ့ဖန်းစီရမိထားတဲ့ကောင်တွေပြီးတော့သေမှကြောက်လို့နောက်ဆုံးအခြေအနေမှာလက်နဲ့ချတဲ့ကောင်တွေစုစုပေါင်းအကောင်40ကျွန်တော်တို့တနာပါကျွန်တော်တို့ကအဖေအဖေအမေတွေကိုလှုပ်ချလှုပ်ကျွေးနေတဲ့သူတွေပါကျွန်တော်တို့ပါစာပြည်သူစစ်ရောင်းစားခံရတာပါဆိုတော့အဲ့ဒီထဲမှာအသက်16 18နှစ်တောင်မပြည့်တဲ့ကောင်တွေလည်းပါပါတယ်ဆိုတော့ ျွန်တော်တို့ခမရ၄ခမရ၅ခမရ၆ခမရ10ခလာရ35ခလာရ80အစရှိတဲ့တမ66လောက်ကန်တရင်နောက်တိုင်းစစ်တော်သားတို့ပသိမ်လောက်ခန်တရင်ဖြစ်တဲ့ခလာရ63အိမ်မဲခလာရခွန်နိခွန်တဲ့ပသိမ်စတရင်တွေကထပြေးလာတဲ့ကောင်လေပြီးတော့လက်နက်ချလင်းဝင်တဲ့သူတွေလည်းအများပြားရှိတယ်လို့လည်းသူတို့ရဲ့ဖော်ပြချက်မှာတွေ့ရတယ်နေ့စဉ်ရက်ဆက်ပြင်းထန်တဲ့တိုက်ပွဲတွေကြားထဲမှာ အလကတ်တော့အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကိုရှင်းပြိုင်နိုင်စွမ်းမရှိတော့တဲ့ဂျမ်းဖက်စစ်ခွေးတက်ကကောင်တွေဟာနေတိုင်းနေတိုင်းအလင်းဝင်နေတဲ့နေတိုင်းနေတိုင်းအလံပြူတောင်းလက်နက်ချနေတဲ့ဆိုတာကိုကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကသိစေခြင်းလို့အသေးစိတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။အလကတ်တော့အေးရထုတ်ပြန်ကြညာချက်မှလည်းအဲ့လိုပဲပြောတာလား။ရှင်းပြိုင်နိုင်စွမ်းမရှိတော့တဲ့ ရှုပ်ကောင်းလိုက်တာဗျာကိုမျက်နှာကိုလှီးလှီးလိုက်လို့ရတယ်ဟာဟိုဘက်မှာတော့မြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့အမှုပညာရှင်တွေကိုခေါ်အခုခေါ်ပြည်သူကိုချင်းကျွေးချင်းတုတ်တွေတိုက်အတွေ့အတွေ့ရောပါကြရေကောက်ပွဲကြီးပေါ့ဗျာဒါပေါ့တခဲနဲ့ဝင်းရံဖို့တခဲနဲ့ပါဝင်ဖို့ဆမမဲတွေပြေးဖို့ပြည်သူကအစားကလေးကလက်မခံတာအခုထိလည်းလက်မခံဘူး ကျွန်တော်မနေ့ကပြောတော့ရှင်းအောင်ရှင်းသေးပြက်လက်ပြက်သားကျွန်တော်မိသားစုနေဟုတ်လားတခင်ခိုင်းတဲ့အတိုင်းလုံနေရတဲ့ခိုးရီလူပဲသူတို့ညနာတွေကိုကြည်လူသေးကောင်းတွေကိုစကားပြုတ်ခိုင်းနေတယ်လို့မျိုးကျွန်တော်စောင့်နောက်တဲ့ပုံစံလေးတွေတောင်ပြောပါသေးတယ်အော်မပြုံးတက်ဘူးလားမသိဘူးလေမပြုံးတက်ရေဘော်ရှင်းလေးတင်ပေးမယ်အချို့တွေမိတ်ကပ်တောင်လူးမလာဘူးเนาะမိတ်ကပ်မကြိုက်သူများပေါ့ဟုတ်ပြီ အလင်းဝင်တယ်ဖန်စီရမိတယ်အရှင်ရတဲ့ကောင်တွေဟာတဲ့ဒီနောက်25အတွင်းထဲမှာဂျမ်ဘတ်စစ်ခွတ်တဲ့အတရားတော်မှစစ်မှုတန်းပေါ်တာဆွဲခံရတဲ့စစ်တင်တဲ့စင်းတွေဖြစ်ပါတယ်လို့သူတို့ရဲ့ပြောဆိုဝန်ခံချက်တွေမှာအများဆုံးတွေ့ရတယ်ကျွန်တော်ဖန်စီရမိတော့ဒီလိုပါပဲအချို့ကတည်းက session တွေတော့မပြည့်တဲ့သူတွေပါတယ်ထပ်တန်းကြောင်းတတ်နေတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားဖြစ်ပါတယ် ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာလက်ကတ်တော့ A နဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေစစ်တုံးမှန်ဥရင်နဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းဖော်ပြချက်မှာတွေ့ရတယ်။ဒါအပြင်အခုအချိန်မှာမြည်တော့မှရှင်ပြိုင်နှိုင်းစမ်းမရှိတော့တဲ့ဂျမ်ဖက်စစ်ခွေးတက်ကကောင်တွေအလကတ်တော့ A A နဲ့ကျွန်တော်တောင်းတပ်ဖွဲ့ဝင်တွေစီမှာလာရောက်ပူပေါင်းဖို့ဖိတ်ခေါ်နေစေဖြစ်တယ်လို့လည်းသူရဲ့ဖော်ပြချက်မှာတွေ့ရမှာဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်မိသားစုဝင်ဒီနေ့ကတော့ share plan ပဲအားရနဲ့တက်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်ညာသားတွေကိုရှုံးတန်းနေနားကားမှာမဟုတ်နားပါစုပ်ပြတ်တက်သွားမယ်ကျွန်တော်တို့အညာကိုထိရင်ကျွန်တော်တို့ထိတာ ਨੇ တူတူပဲအညာမြန်ကျွန်တော်တို့ရဲ့နှလုံးသားဘသူ့ကိုဖိရင်တော့ဘသူကကြွလာမလဲဆိုရင်ကွန့်ကိုပြန်လာစဉ်းစားကြည့်လိုက်ပါကျွန်တော်မိသားစု ဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာအားနဲ့တက်မယ်လို့မျှော်လင့်ပါရစေ။နောက်လာတဲ့ဗီဒီယိုတွေဒီပုတ်ကောင်းကျွန်တော်ကြိုးစားပေးနေပါရစေ။လက်နက်ပေးကပ်ပေးစီပေးချောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တူချင်းစီနဲ့ပြည်နယ်ကင်းရှင်းပါကြောင်လေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါခင်ဗျာ။